အမြဲတမ်းစိတ်ထဲကမမနာကိုနှိပ်ချပြီးတော့အထူးသဖြင့်ယတနာမြတ်သုံးပါးကိုပေါ့နော်အမြဲတမ်းနေ့စဉ်မပြတ်ဝတ်ထားပြီးတော့စိတ်ထဲမှာမမေ့ဘူးအမြဲတမ်းဒါကိုဥနှိမ်ချပြီးတော့မန်ချပြီးတော့အမြဲတမ်းလက်ရှိခုဥချလေးရှိတဲ့ပုံကိုအတွက်အခုပြောခဲ့တဲ့အာယုဝန္တာဒုက္ခဗလာဆိုတဲ့အကျိုးတရားကြီး၄မျိုးဟာအမြဲတမ်းတိုးတယ်လို့အဲ့ဒါအတီလေးများဆိုပါဗျာဟောအာယုဝဒနာသရောသားဆိုတာကြားဥတယ်မို့လားဝိဒ္ဓယာဇဝတ္တဝန္တမင်းကြီးရဲ့ ဟိုခွင့်ပြုချက်ကြောင့်မလို့ဘီလူကစားဖို့လို့အခွင့်ရတယ်ဆိုတာဘယ်သူမှမသိနိုင်တာမဟုတ်အဲ့ဒါဟုတ်လားဒါပေမဲ့မအေဖေကဒီသားလေးခေါ်သွားပြီးတော့တကူးရှိတဲ့ရသေကိုသွားချင်းကတ်ကြတာပူဇော်ကြတော့မအေဖေကတော့တော့ရသေကနော်ဒီဟာယူကောဟောတူအသက်ရှိပါစေဆုပေးတယ်ပါလိရှိခိုးသားလေးဥတော်လို့လို့တော့သားလေးကြတော့အဲ့ဒီဆူမပေးဘူး။ဘာလို့မပေးရတော့ဒီကလေးကခုနှစ်ရက်အတွင်းသေမှာဆူပေးလေအလကားလို့ပြောတယ်။ဟာမိဘတွေကပြားတော့တာမနော်။ တော်နဲ့ဘလို့လောက်ရမှာတော့ငါတော့နီးလည်းမသိဘူးတဲ့ရတဲ့ရလေရိုးသားတယ်သိမယ်ဆိုတာပဲသိတယ်လွတ်အောင်ဘလို့လောက်ရမလဲငါမသိဘူးတဲ့သိတာတော့သိမှာတဲ့အသေးချာပေါက်ကိုသိမှာဟုတ်လားဒါမဲ့ဘလို့လွတ်အောင်ဘလို့လွတ်အောင်လောက်ရမလဲငါမသိဘူးတဲ့ဘယ်သူသိနိုင်တော့လို့မေးတော့မှမြတ်စွာဘုရားတိကိုညွန်တယ်အဲ့ဒီရတဲ့ရအဲ့ဒါနဲ့မိဘတွေကကလေးပွေပြီးတော့မြတ်စွာဘုရားတိရောက်လာဒါသူတို့ရှိခိုးကြတယ်မြတ်စွာဘုရားလည်းဒီကကောဟောတူသက်ရှိပါစီตาลีชิโกတော့မျက်စွာပဲလာဆုံပေးဘူးဘာလို့မပေးတော့အမင်းတို့သားတေးမှာအဲ့ကြတော့မှနီလန်းကိုမပေးတာမသေးအောင်ဘယ်လိုလုပ်ရမလဲဆိုတော့ ။ဒါမျိုးဆိုပါဗျာဘီလူးစားလို့သေမှာဘီလူးနှောက်ရက်လို့သေမှာဆိုတော့သိရတယ်။တချို့ကိစ္စတွေအစမ်းကျယ်တယ်။ဟုတ်လား။မမြင်လဲရဘူးဘာဖြစ်လို့ဖြစ်သွားမှန်းသူသေဝါရော။ဟုတ်လား။အပေါ်ယံကြည့်ရင်တော့ဟိုဘာကြီးကဓာတုစရိယဆိုရင်နွားခွေလို့သေတယ်လို့မြင်ရတယ်။ဒါပေမဲ့တကယ်တကယ်ဘီလူးကတတ်တယ်။ရန်ညိုးရှိလို့တတ်တယ်ပေါ့နော်။ဒါမျိုးဆိုပါဗျာဘီလူးမဝင်နိုင်အောင်ဘာလုပ်တော့ခုနှစ်ရက်တီးတီးရဟန်းတန်ဃာကြီးကိုအလှဲ့ကြအဲ့ဒီကလေးကိုကလေးမာထားပြီးတော့ပေးအရန်အတာကိုစီမံပေးနေအပေးရအခုနေ့ပြည့်တော့ဟိုကရက်ရှည်သွားတော့ စားနိုင်ဘူးအဲ့ဒီကလေးကနောက်တတ၁၂၀ရှိလို့ပြောတယ်အဲ့ဒီကလေးကိုအကြောင်းပြတော့သောသောကထာလေးကဟောတာအဘိဝရဏတိလိတနိစ္ဆန်ဝုဒ္ဓပစာယိနောစတ္တရောဓမ္မဝုဒ္ဒန္တိအာယုဝနောဒုက္ခမလားကိုတက်ဂုံကြီးတဲ့ပုံကိုယ်တွေဟုတ်လားမိခင်ဖခင်နေဒါလည်းအကျုံးဝင်တယ်နော်ဘာလို့ဖို့လို့တော့ယူသေးဖို့လို့တယ်မန်ဝနှိမ့်ချပြီးတော့ပူဇော်တဖို့လို့တယ်ဟုတ်လားအဲ့လိုယတနာမြတ်သုံးပါအဓိကထားပြီးတော့ပူဇော်မယ်ဆိုရင်အာယုဝနဒုက္ခပလာဒါတွေဟာ တိုးလာတယ်ဟုတ်လားယုံကြည်ဖို့လိုရယ်เนาะတရားတွေက